ာကဘာပွဲတော်လဲရိုးကပွဲတော်တခုလားဒါမဟုတ်မော်စီရင်တွေပြုတ်ထားတယ်မကောင်းဆုံးပွဲတော်တခုလားနောက်ပြီးတော့ဒီလူတွေကရော ဘာကြောင့်အခုလိုမျိုးလောက်ကြရတာလဲတကယ်တော့ဒီပွဲတော်ဟာတိုင်းနိုင်ငံပူကက်ကျွန်းမှာလွန်ခဲ့တဲ့နှစ်နေရာကျော်ကလေးကကျင်းပလာတဲ့တရုတ်နယ်ဖျားဖူးမြော်တဲ့ပွဲတော်တစ်ခုပဲဖြစ်ပါတယ်ဒီပွဲတော်ကိုတရုတ်ဟော်ကီရန်လူမျိုးတွေကပဲစတင်ကျင်းပခဲ့ကြတာပါအဲ့ဒီချိန်တွေကပူကက်မှာကြီးမားတဲ့ရုံးကတခုပြန်ပွားလာတာကြောင့်လူများက နဖျားတွေစီမှာပေးခင်အေးချမ်းဖို့ဆူတောင်းခဲ့ကြပါတယ်နောက်ပိုင်းမှာတော့အဲ့ဒီရောဂါပြန်ပွားမှုအပြီးနဖျားကကယ်တင်ပေးတယ်လို့ယုံကြည်လာပြီးတော့ဒီပွဲတော်ကိုနှစ်တိုင်းကျင်းပလာကြတာဖြစ်ပါတယ် ်ပွဲတော်အတွင်းမှာမထုံးလို့ခေါ်တဲ့နှုတ်ဝင်သူတွေရှိပါတယ်သူတို့ကနတ်ဖျားတွေရဲ့အာနုဘော်အောက်မှာတပင်းအဖြစ်လူများတွေနာကျင်မှုခံယူခြင်းနဲ့အပြစ်ပေးခြင်းတို့ကိုကုစားခံနေနေလှုပ်ဆောင်ကြရပါတယ်အဲဒါကြောင့်ပဲသူတို့ကပါရှာဘိုက်လူနေရာတွေမှာဒါတန်တဆင်လူတက်ရှားတဲ့အရာတွေကို ထိုးပေါက်ကြရတာဖြစ်ပါတယ်အံဩဖို့ကောင်းတာကတော့စီးလဲမတုံအရက်လဲမတောက်ဖင်းနဲ့ကိုတွေးနေနေပဲထွက်ပြီးနာကျင်မှုမရှိတာဖြစ်ပါတယ်သူတို့ရဲ့ယုံကြည်ချက်အရာနတ်ဖျားတို့ရဲ့အစွမ်းအာန လူပေါ်ကသူတို့ကောက်ွယ်ပြီးတယ်လို့ဆိုကြပါတယ်။ပွဲတော်တစ်လျှောက်လုံးမှာလူတိုင်းကအရက်ပီယာတောက်ခွင့်မရှိသလိုအသားလည်းလုံးဝအစာဝင် မရှိပါဘူး။တသက်လွတ်တာအစားကြရပါတယ်။အဖြူဒါမှမဟုတ်အမဲကိုဝစ်ဆင်ပြီးတော့စိတ်ထားကူလည်းတရင်ဆင်ကြအောင်ထားရပါတယ်။အချိန်အားဖြင့်ကိုယ့်ရဲ့တောင်ကျင်းမကြတဲ့ပွဲတော်ကြီးတစ်ခုလည်းဖြစ်ပါတယ်။တကယ်တော့ဒီပွဲတော်ဟာမကောင်းဆုံးပွဲတော်မဟုတ်ပါဘူး။နတ်ဖျားတွေပေါ်ယုံကြည်မှုနဲ့ဘဝအချင်းရဲ့အတွက်ကိုဆူတောင်းဖူးညွှန်ကြတဲ့ယူရပွဲတော်တစ်ခုပဲဖြစ်ပါတယ်။